ဣသရေလကဂါဇာကမ်းမြောင်ဒေသကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်လူ၄၀၀ကျော်သေဆုံးခဲ့ကြောင်းပါလက်စတိုင်းကျမ်းမာရေးအာဏာပိုင်တွေကမက်စလာ၁၈ရက်နေ့မှာပြောကြားခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်။အဲဒါကြောင့်ဣသရေလနဲ့ဟားမတ်အကြားနှစ်လအကြာအပြစ်ခတ်ရဲစဲရေးသဘောတူညီချက်ဟာကျုပ်ပြတ်သွားခဲ့ပါတယ်။ဣသရေလကတော့ဂါဇာမှာဖမ်းဆီးခံထားရဆဲဖြစ်တဲ့ကျန်ရှိနေတဲ့တရားခဏတွေကိုလွတ်မြောက်စေဖို့အင်အားအသုံးပြုသွားမယ်လို့ပြောကြားခဲ့ပါတယ်။ဣသရေလဝန်ကြီးချုပ်နီတန်ယာဟုကတော့တရားခဏတွေကိုပြန်လည်လွတ်ပေးဖို့နဲ့အပြစ်ခတ်ရဲစဲရေးအဆိုပြုချက်တွေကိုညှင်းဆို့ခဲ့တဲ့ဟားမတ်အဖွဲ့ဟာပြင် ထန်စွာကင်တဲသွားဖို့စစ်တပ်ကိုညွှန်ကြားထားတယ်လို့ပြောပါရယ်အခုကစပြီးအစ္စရေးဟာဟမတ်အဖွဲ့ကိုစစ်အင်အားတုံးမြင့်ပြီးအရေးယူသွားတော့မှာဖြစ်တယ်လို့အစ္စရေးဝန်ကြီးချုပ်ယုံကအစီရင်ခံစာမှာပြောကြားခဲ့ပါရယ်ဟမတ်အဖွဲ့ကတော့အစ္စရေးဟာဇန်နဝါရီလကသဘောတူခဲ့တဲ့အပြစ်ခတ်ရဲစဲရေးသဘောတူညီချက်ကိုပယ်ပြန့်နေကြောင်းဆွဆွဲခဲ့ပါရယ်အဲ့ဒီနောက်ဂါဇာမှာထိန်းသိမ်းခံထားရဆဲဖြစ်တဲ့ဒဇာကန်59ဦးရဲ့အနာဂတ်ဟာမတိကျမေးရမှုတွေပေါ်ပေါက်လာစေခဲ့ပါရယ်အခုနောက်ဆုံးအချိန်အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာနေရာဒေသအများအပြားကိုထိမှန်ခဲ့ပြီးတိုက်ဆုံးသူအများစုက ကလေးတွေဖြစ်တယ်လို့ Hamas တို့အုပ်ချုပ်ထားတဲ့ဂါဇာကျမ်းမာရေးဝန်ကြီးဌာနမှအရာရှိတွေကပြောကြားခဲ့ပါတယ်။ Israel စစ်တပ်ကတော့သူတို့ရဲ့လေကြောင်းတိုက်ခိုက်မှုဟာဒါဇင်နဲ့ချီတဲ့ပြစ်မှတ်တွေကိုထိမှန်ခဲ့ပြီးလိုအပ်သောအချိန်အထိလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်စစ်စင်ရေးကိုဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်တာကြောင့် Israel မြေပြင်တပ်ဖွဲ့တွေဟာဂါဇာမှာစစ်စင်ရေးတွေပြန်လည်စတင်ပွဲရှိနေပါတယ်။ကုလသမဂ္ဂရဲ့ပါလက်စတိုင်းနယ်နယ်မြေရေးရာလူသားချင်းစာနာထောက်ထားမှုညှိနှိုင်းဆောင်ရွက်ရေးရုံးကတော့ဂါဇာမှာအပြစ်ခက်ရဲစဲမှုကိုပြန်လည်စတင်စေဖို့တိုက်တွန်းခဲ့ပါတယ်။ အစ္စရေးနိုင်ငံကလည်းဟမတ်အဖွဲ့ဒါမှမဟုတ်ယမန်နိုင်ငံရဲ့တုတ်ပြန်တိုက်ခိုက်မှုတွေဖြစ်လာနိုင်ခြင်းရှိတဲ့အတွက်စစ်ပွဲရေးမျိုးတော်ဖြစ်တဲ့ Tel Aviv မြို့မှာခေလုံရေးစခန်းတွေဖွင့်လှစ်ထားကြောင်းအစ္စရေးမီဒီယာတွေကဖော်ပြခဲ့ပါတယ်